အားလုံးပဲမင်္ဂလာပါ BON Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးသွားလို့တဲ့အကြောင်းအရာလေးကတော့ကံကံဤအကျိုးဆိုတဲ့အကြောင်းအကလေးပဲဖြစ်ပါတယ်ကံဟူသည်ပါရိဘာသာကမာမဆင်းလာပါတယ်ပြုမှုရှင်ပြုလုပ်ရှင်အမှုဆောင်ရှင်နဲ့အမှုကိစ္စတို့ကိုဆိုလိုပါတယ်ဒါကြောင့်ကံကံဤအကျိုးဆိုတာပြုလုပ်ကြင့်ကြံအားထုတ်ထားတဲ့ကုသိုလ်ကံနဲ့အာကုသိုလ်ကံတို့ကိုဆိုလိုရှင်ပဲဖြစ်ပါတယ်ကုသိုလ်ကံကြောင့်ကောင်းရာတုက္ကတိကိုရောက်ပါမယ် အာကုတုကံကြောင့်ဒုက္ကတိဘဝကိုရောက်ရှိမယ်လို့ဆိုပါတယ်။ဘလို့ဘဝပဲရောက်စီတော်မူတရားဥမာဖြစ်တဲ့အတွက်ကုတုကံအာကုတုကံတို့မှာလည်းတဖန်တိမဲ့ဘဝကိုရောက်အောင်ပြုလုပ်ရရောက်နေပါတယ်။မြန်မာဗုဒ္ဓဘာသာဝင် အများစုဟာကံရဲ့အတိတ်ပဲကိုလွယ်မစွာကောက်ယူနားလည်ကြသည်လည်းရှိနေပါတယ်။ကံကိုအင်္ဂလိပ်စကားလုံး action လို့အတိတ်ပဲဖွင့်ဆိုမယ်ဆိုရင်တော့ပို့ပြီးတော့နားလည်လွယ်ကူပါလိမ့်မယ်။ဒါအပြင်ကံဤအကျိုး reaction လို့အနဲ့အတိတ်ပဲဖွင့်မယ်ဆိုရင်ပို့ပြီးတော့ရှင်းလင်းသွားနိုင်ပါတယ်။ ီလိုမှမဟုတ်ရင်ကံကိုလက်လို့မာယုံယူဆသွားနိုင်ပါတယ်ကုတုကံအကုတုကံဆိုတာလူသားဓမ္မမဟုတ်တက်တော်ရဲ့ကာယဝါယညာနာလောက်အားလို့ပဲဖြစ်ပါတယ်အဘိဓမ္မာတဘောအရာဆိုပါကလည်းအဆိုပါကံဟာတစ်အကျိုးစီးပွားကိုဖြစ်စေတတ်သောကုတုကံနဲ့နင့်အကျိုးစီးပွားကိုပြည့်စည်စေတတ်သောအကုတုကံဆိုပြီးတော့နှမျိုးရှိပါတယ်အဲ့ဒီကုတုကံအကုတုကံတို့တင်ပါလေနံပါတ်1ကိုဖြစ်ပြုလုပ်မှုကာယကံ ံပါတ်1နှုတ်ဖြင့်ပြောဆိုမှုဝစီကံနံပါတ်3စိတ်ဖြင့်ကြံစည်မှုမနောကံဆိုပြီးတော့၃မျိုးရှိပါတယ်။ကံကံရဲ့အကျိုးပဲဖြစ်ပါတယ်။ကံဟာကာမဒါမမဟုတ်ကမ္မလေးချက်ပေါ်မူတည်ပါတယ်။အဲ့ဒါတွေကတော့နံပါတ်1ချက်ချင်းလက်ငင်းအကျိုးပေးတဲ့ဒိဋ္ဌဓမ္မဝေဒနီယကံ နှင့်နောက်ဘဝမှာ အကျိုးပေးတဲ့ဥပပစ္စဝေဒနိယကံ၃ချက်ချင်းလည်းငင်ယခုဘဝရောနောက်ဘဝမှာအကျိုးမပေးသေးပဲနဲ့တတိယဘဝမှာနိဗ္ဗာန်မရသေးမီကြာကာလအချိန်တစ်ခုခုမှာအကျိုးပေးတဲ့အပရာပရိယဝေဒန္တိယကံနဲ့နံပါတ်၄ချက်ချင်းလည်းငင်လည်းအကျိုးပေးခွင့်မရပဲနဲ့ကြာလာယာမတခြားအင်အားကြီးကံတစ်ခုခုရဲ့ခြေဖြက်ရှင်ကိုခံလိုက်ရတဲ့အဟောတိကံတို့ပဲဖြစ်ပါတယ်။ အဘိဓမ္မာနိယယဝိထိတကုမှာပါဝင်သောစောခုနှစ်ကြိမ်အနက်ပထမစောစိတ်နဲ့ရှင်တဲ့စေတနာကံဟာဒိဋ္ဌဓမ္မအကျိုးပေးပါတယ်။တတမစောစိတ်နဲ့ရှင်တဲ့စေတနာကံဟာဒုတိယဘဝမှာအကျိုးပေးပါတယ်။အလင်းစော၅ခုဟာအပရာပရိယဝေဒနိယအကျိုးပေးမှာဖြစ်ပါတယ်။အစောပါကံတို့ဟာမရင်ကျက်နိုင်ပါကအဟောတိကံဖြစ်သွားမှာဖြစ်ပါတယ်။မကောင်းသောကံများရှိပေမဲ့ကောင်းသောကံအားကြီးစေဖို့ကိုယ်တိုင်ပြန်လည်စီစဉ်နိုင်ပါတယ်။ ဥပမာအားဖြင့်အရှင်အင်ကုလိမာလာရဲ့လူတက်မှုအာဟုတုကံများမှာယဟန်တာဘဝကိုအကျိုးပေးခွင့်မရပဲနဲ့အဟောတိကံဖြစ်သွားပါတယ်ကောင်းသောကံများရှိပေမဲ့လည်းမကောင်းသောကံအားကြီးလွန်းသွားတဲ့အခါမှာအကျိုးပေးခွင့်မရနိုင်ရန်တားဆီးရှင်းကမတတ်နိုင်တော့ပါဥပမာအားဖြင့်ပထမတင်္ကရဏရဲ့ဒါယိကဘရင်အစသတ္တဟာအဖကိုတတ်တဲ့အာကုတုကံကြောင့်ဖျားကိုကြီးညိုတဲ့ကုတုစင်တွေထဲမှာအသာဆုံးဖြစ်ပေမဲ့လည်းငရဲမှာလူနှစ်6000ခန်းရအောင်မှဖြစ်ပါတယ် ဒါပေမဲ့နေရင်မှလွတ်တဲ့အခါဝိစိတာဝိမိတော်ပိစိကဗုဒ္ဓဖြစ်ပါလိမ့်မယ်။အရေးကြီးတာကအာကုတ္တလုံမိပြီဆိုရင်မတိုးပွားအောင်တူတူဖြတ်မှသာအကျိုးပေးခွင့်မရပဲနဲ့အဟောတိကံဖြစ်သွားမှာဖြစ်ပါတယ်။ကုတ္တူပြုလုပ်မယ်ဆိုရင်တိုးပွားအောင်အားဆင့်ပေးမှပဲကောင်းကျိုးပေးခွင့်ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့အင်တိတတာတိလကံတို့အပေါ်လိုရှင်တတ်မှတ်တဲ့တဏမကန့်ညိရပါဘူး။ဘလို့ပဲဆိုပါစေကံကံရဲ့အကျိုးဆိုတာပြုလုပ်ကျင့်ကြံအားထုတ်ထားတဲ့ ကုတုကံနဲ့အာကုတုကံတို့ကိုဆိုလိုရှင်ဖြစ်တဲ့အတွက်သူ့တော်အကျိုးပေးမှာကိုတတိပြုဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့ပါအခုတစ်ခါကျွန်တော်တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့ကံကံဤအကျိုးဆိုတဲ့အကြောင်းကလေးပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။